ပရိသတ်အားလုံးပဲမင်္ဂလာပါရှင်။မန္တလေးကတိ channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါရှင်။ကျွန်တော်တို့ channel တွေကနေနေ့စဉ်ပြည်တွင်းပြည်ပသတင်းများ၊ကျွန်တော်ရဲ့သတင်းများနဲ့နောက်ဆုံးရသတင်းများကိုအချိန်တစ်ပတ်ညီစာတင်ဆက်ပေးလို့မှာဖြစ်ပါရှင်။ရခိုင်ပြည်မှာဆိုဆက်တင်ဆက်ပေးမယ့်သတင်းကြောင်းတွေကတော့ ဒီမိုကရေစီကစိန်ခေါ်ခံရပြီဟုဥက္ကူကြီးကပြောဆိုထားရဲဆိုတဲ့အတိုင်းနဲ့ပဲဖြစ်ပါရယ်ဒီမိုကရေစီလက်ရှိခေတ်ကာလတွင်အကြီးကျယ်စိန်ခေါ်ခံရပြီဟုပြည်သူ့ပါတီ PP အကူထဥက္ကူကြီးကတော့ CNI သတင်းဌာနသို့ပြောကြားထားဖြစ်ပါရယ်ရခိုင်ကစက်မှုတော်နေခေတ်မှဒီဒီမိုကရေစီစနစ်ကိုထူထောင်ရေးကြိုးပမ်းခဲ့တယ်လို့ယခုခေတ်ဒီ AI ပညာခေတ်မှဒီမိုကရေစီစနစ်ထူထောင်ရေးဆိုကပုံစံမတူပဲပြောင်းလဲသွားပြီဖြစ်ကြောင်းနိုင်ငံရေးသမားများကထောက်ပြကြဖြစ်ပါရယ် လူ့အဖွဲ့အစည်းအနေဖြင့်ဒီမိုကရေစီအနာအပြောင်းအလဲမဟုတ်ပဲခြေစဉ်ဖြစ်ကြောင်းကိုမမကကန်းနားလည်ရလို့အကြောင်းပြည်သူ့ပါတီ PP အုပ်ချုပ်ဦးကုကူကြီးကပြောဆိုထားဖြစ်ပါတယ်။ ၎င်းကတော့ကျွန်တော်တို့ကဒီမိုကရေစီဆိုတာကိုမမှန်ကန်ကန်နားလည်ဖို့လိုမယ်လို့မြင်ပါတယ်ဒီမိုကရေစီဆိုတာကအာဏာအပြောင်းလဲမဟုတ်ဘူးဗျကျင့်စဉ်ကျင့်စဉ်ဆိုတာကငါးနှစ်တက်တန်းနဲ့လဲဒီမိုကရေစီချက်ချင်းဖြစ်မသွားဘူးအမေရိကန်တို့လိုမျိုးဥရောပနိုင်ငံတွေမှာဒီမိုကရေစီအခုအချိန်နေရောက်လာတဲ့ဆိုတာနှစ်ပေါင်းများနဲ့ချီပြီးတော့ဆယ်စုနှစ်ပေါင်းများများစွာတဖြည်းဖြည်းနဲ့လေ့ကျင့်လာခဲ့ရတာဒါကြောင့်မှသူတို့ကိုယ်တိုင်ဒီမိုကရေစီအတွင်ပြောင်းလာတဲ့ကိစ္စကိုနိုင်ငံတိုင်းမှာရ ရင်ဆိုင်နေရတာဖြစ်ပါတယ်ကျွန်တော်တို့စက်မှုတော်လှန်ရေးခေတ်ကဒီမိုကရေစီနဲ့ AI ခေတ်ကဒီမိုကရေစီနဲ့ဟာအများကြီးပုံစံတွေပြောင်းသွားပြီးအက်ဒီတော်ပြောရရင်တော့ဤပညာရဲ့ဖြစ်ထွန်းတိုးတက်မှုတွေကိုလူအဖွဲ့စီကအမိမလိုက်နိုင်ဘူးအထူးသဖြင့်ဥပဒေအစအိုးတွေတရားဥပဒေစိုးမိုးရေးအစအိုးတွေကအစာဤပညာကိုမီအောင်မလိုက်နိုင်ဘူးဒါကြောင့်မလို့ဒီမိုကရေစီကိုနိုင်ဒီကံလာမှာအကြီးကျယ်ကိုစိန်ခေါ်ခံနေရတယ်လို့မြင်နေရတယ်လို့ပြောဆိုထားဖြစ်ပါတယ်။ 2008ရွေးဖွဲ့စည်းပုံအခြေခံဥပဒေအရရွေးကောက်ပွဲတင်ပရန်ဂျူပန်ချင်ဟာဒီမိုကရေစီအားပြန်လည်ဖော်ဆောင်နိုင်မှာမဟုတ်ကြောင်းတော်လိုင်းရင်အဆူမြတ်ဖြစ်တဲ့ကရင်အမျိုးသားအစိုးရ KNU ၊ကရင်အမျိုးသားတွတ်တရေပါတီ KMPP ၊ချင်းအမျိုးသားတပ်ဦး CNA ၊အမျိုးသားညီညွတ်အစိုးရ NUG တို့က2022ခုနှစ်ဇန်နဝါရီလ31ရက်နေ့တွင်ပူးတွဲထုတ်ပြန်ကြေညာခဲ့ကြောင်းသိရှိရပါသည်။ နာဆကာဝတာဟိုချုံမူချင်းမေအောင်လိုက်ကတော့တိုင်းရင်တာကောက်ဆုံးတချို့ဒီ Federal အခွင့်အရေးတိုင်းရင်တာအခွင့်အရေးဟုပြောနေတော့လည်းပဲ Democracy ရဲ့တဘောတဘောအားမျက်ကွယ်ပြုထားကြကပြီးတော့စုပြိုကွဲသွားစေရန်ဥတည်ဆောင်ရွက်နေကြောင်း2025ခုနှစ်ဇန်နဝါရီလတရက်နေ့တွင်ပြောကြားခဲ့လည်းဖြစ်ပါရယ်ချုပ်ပြင်းလက်နက်ကိုင်အဖွဲ့များအနေဖြင့်ဖြစ်ချစ်တင်များဖြစ်တစ်တင်များအားချစ်ချင်စင်စားပြီးပြည်တော်စုအကျိုးအမျိုးကိုကဒီမိုကရေစီနည်းလမ်းတကျဆောင်ရွက်တင်တယ်ဟုပြောကြားခဲ့ကြောင်းသိရပါတယ် ဒီမိုကရေစီတီပန်းတိုင်မဟုတ်ကြောင်းပန်းတိုင်ကိုတွားရလန်တွင်အတုံးပြုတ်တိစနစ်တစ်ခုထားဖြစ်ကြောင်းထိုစနစ်အားပန်းတိုင်လုံနေတော့ကြောင်းမဖြစ်သင့်သည့်ပြဿနာများဖြစ်နေခြင်းဖြစ်ကြောင်းအမျိုးသားဒီမိုကရေစီအားစုပါတီ NDM မှာတူအောင်ကထဦးထက်အောင်ကျော်က CNN ရဲ့သတင်းဌာနထပ်တူပြောဆိုထားဖြစ်ပါရယ် ၎င်းတော့ကျွန်တော်တို့ဒီမိုကရေစီဟာမြန်မာနိုင်ငံဒီမိုကရေစီမှမဟုတ်ဘူးကဘာကြီးမှာပါစိန်ခေါ်ခံနေရတာပေါ့မြန်မာနိုင်ငံရဲ့ဒီမိုကရေစီဆိုတဲ့ဟာကိုပြောကြပြီးဟိဆိုလို့ရှိရင် ကျွန်တော်တို့တိုင်းပြည်အနေနဲ့ကျွန်တော်တို့ကဒီမိုကရေစီကိုပန်းတိုင်လုပ်နေတယ်ဒီမိုကရေစီဟာပန်းတိုင်မဟုတ်ဘူးကျွန်တော်တို့ရဲ့ပန်းတိုင်တို့တွားရတဲ့နေရာမှာ သုံးပြုတဲ့အရင်ပေါ့ဗျာအမှန်တကယ်တော့ကျွန်တော်ရဲ့တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ပြီးတော့မှအလုံးသားတူညီမျှနဲ့အကုန်လုံးဝပြောတဲ့တိုင်းပြည်ကြီးဆိုတဲ့အနေအထားမျိုးကြီးတစ်ခုကိုဘလို့အီချမ်းတာယာဝပြောတဲ့တိုင်းပြည်ကြီးတစ်ခုဆိုတာဟာကပန်းတိုင်ဖြစ်ရမှာအတီဟာကိုကျွန်တော်တို့ကဘာနဲ့သွားမလဲဆိုတော့ဒီမိုကရေစီနဲ့သွားမှာပေါ့တရုတ်ပြည်ဆိုသူကကွန်မြူနစ်စနစ်နဲ့သွားတာပေါ့ဒီပန်းတိုင်ကိုခေါ်ဆောင်သွားမယ်ရင်ကိုကျွန်တော်တို့ကပန်းတိုင်ကိုမိတ်ပြီးတော့မှဒီဟာကြီးကိုရင်ကိုကျွန်တော်တို့ကပန်းတိုင်လုပ်နေတယ်အတီ ီမှာကျွန်တော်တို့တိုင်းပြည်ရဲ့ပြဿနာကမဖြစ်သင့်မဖြစ်ထိုင်တာတွေကဖြစ်နေတာပေါ့နော်လို့ပြောဆိုချင်တယ်ဖြစ်ပါတယ် အတူရှင်တွဲနေထိုင်ခဲ့ကြတဲ့လူအဖွဲ့အစည်းတစ်ခုအတွင်းနဲ့ကြုံတွေ့လာရတဲ့ပြဿနာများအားဒီမိုကရေစီနည်းလမ်းဖြစ်တဲ့တွေ့ဆုံဆွေးနွေးအဖြေရှာရှင်နည်းလမ်းကသာအောင်မြင်စေနိုင်ပြီဟူယုတ်ကြည်ကြောင်းနတ်ဆကအုတ်ချပို့ချုံမှုချင်းမင်းလိုက်က2022ခုနှစ်ဒီဇင်ဘာလ22ရက်နေ့တွင်ပြောကြားခဲ့တာပဲဖြစ်ပါရယ်အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့2025ခုနှစ်တွင်ကျော်လည်ရေးအောင်မြင်ရလိုအပ်တဲ့အပြောင်းလဲများအားရဲရဲဝော့ဝော့ဆောင်ရွက်သွားမည်ဟု2025ခုနှစ်ဇန်နဝါရီလ3ရက်နေ့တွင်ပြောကြားခဲ့ ည်းဖြစ်ပါရယ်ထို့ပြင်မြန်မာနိုင်ငံအထိမြန်မာတပ်မတော်မရှိနေအစိမ့်စိမ့်အမုံမပြိုကွဲသွားမိတိုင်းပြည်မဟုတ်ကြောင်း NUG ရဲ့ပြည်တော်အစိုးရဝန်ကြီးချုပ်မိုင်းဝင်းခန့်တန်းရလည်းပြောကြားခဲ့ရလည်းဖြစ်ပါရယ်လေရှိတွင်တချို့တော်တိုင်းသားနေနဲ့ကအဖွဲ့စင်များဒီဒီမိုကရေစီစနစ်အာမလို့ချင်းတော့ပဲတပါတီစနစ် တပြည်ထောင်စနစ်များဖြစ်သွားသွားကြရန်ဆန္ဒရှိနေကြောင်း CA နဲ့နိုင်ငံရေးအကဲခဲများကလည်း၆ပြပြောဆိုထားလည်းဖြစ်ပါရည် ဆက်လက်ပြီးတော့ရွှေကျင်းမြို့နယ်ခမာယာ998တရင်ဌာနချုပ်တကူလုံးကို KNLA PDF ပူပေါင်းတပ်များကအပိတ်တပ်ပိုက်ခိုက်သိမ်းပိုက်တပ်ရင်ထက်တွင်စကောင်းစစ်တပ်ခွင်များအလောင်းများစွာရှိနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရှင့် ပုဂိုရိုင်းရွှေကျင်းမြို့နယ်ညောင်ချီတော်ကျင်းရွာရှိခမရ968တရင်ဌာနချုပ်တခုလုံးကို KNA PDF ပူပေါင်းတပ်များကအပိတတ်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်းပြည်သူ့ကာကွယ်ရေးကြောင့်တောင်ပိုင်တိုင်းစစ်ဒေသမှတောင်ဝမ်ရှိတူတူကရှမ်းကောက်ကင်းတဲ့ဌာနချုပ်တို့ပြောဆိုထားတဲ့ပါရီ ရမန်နေမေလရှင်နေ့ညနေ9နာရီအချိန်ရွှေချင်းမြို့နယ်ရှိခမရ989တရင်တကုလုံကိုတော့တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ခြင်းဖြစ်ကြောင်းစစ်ကောင်စီတပ်ကနေလေးချောင်းတိုက်ခတ်မှုများဒရုန်းများဖြင့်တိုက်ခတ်မှုများဆက်တိုက်လှုပ်ဆောင်နေတဲ့အတွဲနယ်မြေရှင်လေးရဲ့အတွဲအချိန်ယူလှုပ်ဆောင်နေရကြောင်းလက်ရှိအချိန်တည်းစစ်ကောင်စီတပ်ဖွဲ့များရဲ့အလောင်းများတရင်ထက်တွင်ပြောင်းကျန်နေပြီးတိုက်စီရရှိခဲ့တဲ့လက်နက်ခဲယမ်းများကိုလည်းစစ်စစ်နေဆက်ဖြစ်ကြောင်းသိရှိရပါသည် PDF စီးရင်နမြစ်တစစင်းရင်နမြစ်နဲ့ KNL တရင်ခွန်တို့ပူပေါင်းဆောင်ရတာဖြစ်ပါတယ်စစ်ကွေးတည်ဆုံမှုအရေးတွင်တဲ့လက်နက်တွေရရှိမှုတွေကိုအသေးစိတ်စစ်ဆင်နေဆက်ဖြစ်ပါတယ်ချင်းနန်းဆောင်နေရဆက်ပဲဖြစ်ပါတယ်အခုတိုင်ပိုင်ရရှိတာကတော့တရင်ဌာနချုပ်တစ်ခုလုံးကိုတိုင်ပိုင်ခဲ့တာပါခမရ998တရင်တစ်ခုလုံးကိုတိုင်တာဖြစ်ပါတယ်ကာကွယ်ရေးဝန်ကြီးဌာန MOD ကတော့မကြခင်အသေးစိတ်တရင်ထုတ်ပြန်ဖို့ရှိပါမယ်ဟိုပြည်သူကာကွယ်ရေးကျမတော်တောင်ပိုင်တိုင်းစစ်တပ်မှတာဝန်ရှိသူတို့ကတော့ဆက်လက်ရှင်းပြထားတယ်ဖြစ်ပါတယ် ဆက်လက်ပြီးတော့တနင်္လာရီတိုင်းထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ Tiki View Houses ခန့်ချီကို KNA PDF ပူပေါင်းတပ်များကတင်ပိုင်ရရှိပြီးထဝဲ Tiki လက်နဲ့ထိုင်းမြန်မာနယ်စပ်တခုလုံးကိုတော်လိုင်းတပ်များကထိန်းချုပ်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။တနင်္လာရီတိုင်းထဝဲမြို့နယ်ထိုင်းမြန်မာနယ်စပ်ရှိ Tiki Tuscan ကိုအပိတ်တင်ပိုင်ရရှိပြီးဖြစ်ကြောင်း Four for Federal Democracy FFD တပ်ဖွဲ့မှတာဝန်ရှိတူတူကရန်ကုန်ခရစ်တင်ဌာနထုတ်ပြန်ဆိုထားဖြစ်ပါရယ်။ရှင်လေးမင်းတော်ကိုရင်းနဲ့နည်းနည်းပိုင်းတွေထဝဲမြို့နယ်ထိုင်းမြန်မာနယ်စပ်ရှိကံယူတဲ့ဒေသ တပ်ပိုင်းစစ်ဌာနချုပ်နဲ့အောက်ခံကံပေါင်အခြေဆိုင်ခလာရ293တဲ့ရင်မှစစ်သားများအခြေချတပ်ဆွဲထားတဲ့ ठी ကေခဲကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့များမှအပိတပ်သိမ်းပရရှိခဲ့ပြီးစစ်ကောင်စစ်တပ်တား ठी ကေတေဆုံမှုလက်နက်ခင်းရသိစရာရှိမှုများကိုစစ်စစ်လျက်ရှိခဲ့ကြောင်းအဆိုပါစကမ်းကိုမေလာဆန်းပိုင်းမှစတင်၍ထူးဆန်းခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည် အဆိုပါတက်ခိုက်မှုကိုတော့ KNU KNL ရဲ့စီဦးဆောင်မှုဖြင့်မဟာမိတ်တပ်ပေါင်းစုများ FFD ချင်းမုံကြီးနဲ့တရုံတပ်ဖွဲ့ KNNA တရုံအဖွဲ့တပ်မဟာလေးတရုံဖွဲ့နဲ့ TPNF တို့အဖွဲ့တို့ကပူးပေါင်းလို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ရဲချပ်ပစတစကံကိုအီဗီလာနောက်ဆုံးပတ်မစာရဲတော်ရင်ပူပေါင်းတပ်ဖွဲ့မှထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရတွင်နေ့စဉ်ဒီပါတိုက်ပွဲပြင်းထန်ခဲ့ပြီးလေးချောင်းမှပစ်ကူတိုက်ခိုက်ပေးခဲ့ကြောင်းတိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်သား၄၀ခန့်ထားနိုင်ငံဖက်တို့ထွက်ပြေးမှုများရှိခဲ့ကြောင်းသိရှိရပါသည်။ လက်ရှိတွင်ထဝယ်မြို့နယ်ထဝယ်တီကီလန်းနှင့်ထဝယ်မြို့နယ်အတွင်းရှိထိုင်းမြန်မာနယ်စပ်တစ်ခုလုံးကိုတော်လရေးတပ်များကထိန်းချုပ်လိုက်ပြီဖြစ်ကြောင်းတော်လရေးတပ်များရဲ့တရင်အရာတရှိရပါသည်။ကျွန်တော်တက်ဆက်ပြမှုကျွန်မဗကတနာကိုပြပါရှင်။အပင်နာဆမ်အတွင်းအတွင်းကျဆွတင်ရှိပါရှင်။